ားလုံးပဲမိပါပါရှင်။နှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရင်ဒီ channel လေးကတော့စိတ်ဝင်စားကြနှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတိုင်းသိရှိနိုင်အောင်လေးဘေးနားလိုတီခါလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။အမဲလိုက်တိတ်ငတ်ကြီးနဲ့အကျင့်မကောင်းတဲ့ကလူဆာဟာရာတောင်ရဲ့ရာသီဥတုအခြေအနေဟာခါတိုင်းနဲ့မတူဘဲထူးဆန်းနေပါတယ်။မိုးရွာတော့မယ်ဆိုရဲနမိတ်လက္ခဏာပဲဖြစ်ပါတယ်။ တောင်းတရားငှက်တွေအကောင်လုံးလဲမိုးရွာမဲနေပြီအပြင်ထွက်စရာမလိုအောင်အစာရှာပြီးစုဆောင်းဖို့စဉ်းစားနေကြပါယ်အိမ်ဒီမနက်မိုးလေးနဲ့အချိန်မှာတော့ကောင်းကင်ကြီးမှာတိမ်မဲတွေဟာဖုံးလွှမ်းထားပြီးဖြစ်ပါယ်မိုးနဲ့အတူတူမုန်တိုင်းကြီးလဲဝင်လာတော့မယ်လို့ထင်နေရပါယ်အဲ့ဒါကြောင့်အစာချင်းငှက်တွေတော်တော်များများကတော့ကိုစီကိုစီစပန်နံတွေစုထားပြီးဖြစ်ပါယ်ပြီးတော့ကိုစီကိုစီအတိုက်တွေထဲမှာမုန်တိုင်းတန်ကနေကာကွယ်နိုင်ပုံးနေကြပါယ်အခုချက်ကူရေအပြင်ဘက်ကိုကြည့်ကြည့်ပါဦး အပြင်ဘက်မှာရာသီဥတုဘလောက်တောင်ဆိုးနေလဲဆိုတာကျမတို့လည်းဇပန်နိုင်ငံရှာစုထားမယ်လို့ရှင့်ကိုပြောနေရကြပြီဒါပေမဲ့ရှင့်အလုပ်တွေကပြီးကိုမပြီးနိုင်အခုကျမတို့ဘာလုပ်ကြမလဲအိမ်မှာစားစရာလဲဇပန်နဲ့နည်းနည်းပဲကြံတော့တယ်ဟုတ်တယ်ကြီးနူရေနင်ပြောနေရမှန်တယ်ဒါပေမဲ့အခုငါတို့ဘာလုပ်ရမလဲငါစဉ်းစားထားတော့ငါတို့နှစ်ယောက်အတူသွားပြီးဇပန်နိုင်ငံရှာပြီးယူလာကြမယ်လေအဲ့ဒါမှမိုးရွာတဲ့နေ့ရက်တွေကိုအဆင်ပြေပြေဖြတ်တန်းနိုင်မှာအဲ့ဒါတွေကတော့ဟုတ်ပါပြီအကိုချက်ကူကြီး ဒါပေမဲ့ကလေးတွေကိုဘလို့လုံမလဲရှင်ကလေးတွေကိုအိမ်မှာဒီတိုင်းထားပြီးသွားကြမှာလားဒီစကားကြတော့ဂျကူလည်းစဉ်းစားကံဝင်သွားပါခဏလောက်စဉ်းစားပြီးတော့ဂျကူကအခုလိုပြန်ပြောပါ යි ဒီမှာကြည့်နေငါတို့ရဲ့ကလေးတွေကတဖြည်းဖြည်းအရွယ်ရောက်လာပြီသူတို့ကုတ်ကုတ်ကိုကဲတင်နိုင်ဖို့သူတို့ဘာသာကြိုးစားကြရမှာအမဲလိုက်တိတ်ငဲ့ရဲ့ရန်ကနေလွတ်မြောက်နိုင်မယ့်နီးလန့်တွေငါတို့ကသူတို့အကုန်တင်ပေးရမှာဖဖေစိတ်မပူပါနဲ့အခုသားတို့ကအရွယ်ရောက်နေပါပြီ နောက်ပြီးသားအရန်တတိရှိတာသားဘယ်အမဲလိုက်သိငတ်ကိုမှမကြောက်ဘူးမမေတင်မိထားတဲ့အတိုင်းပဲတမိတို့လိုက်လို့တာတော်ရဲအဲ့လိုမှပေါ့အမေကလေးလေးတွေကဲအမေနားလာခဲ့အမဲလိုက်သိငတ်ကိုတွေ့ပြီဆိုရင်ကုကုကုကဲတင်မို့ဘာလို့ရမလဲဆိုတာကလေးတို့အမေပြောပြမယ်အိမ်နောက်မှာတော့ជីနူးနဲ့ဂျက်ကူကနှစ်ယောက်အတူသူတို့ရဲ့ကလေးတွေကိုနားလည်အောင် ရှင်းပြပါယ်နားလည်ပြီလားကလေးတို့နောက်ပြီးတခုမှထားအမေနဲ့ဖေပြန်လာပြီးအသက်မပေးမချင်းအိမ်တကောင်လုံးဝမဖွင့်ရအောင်နော် နောက်ပြီးသားရဲ့ညီလေးတွေလည်းဂရုစိုက်ပြုံးတော့ဟုတ်ကဲ့ပါဖေ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 စိတ်ချပြီးသားသွားပါဒါအကောင်လုံးထိမ့်လိုက်ပါမယ်အဲ့လိုနဲ့ဂျကူးနဲ့ဂျီနူတို့ကအစာရှာဖို့ထွက်သွားကြပါဟာဂျီနူရေယာသူတို့အချင်းများတော်တော်ဆိုးနေပြီပဲငါထင်တော့ငါတို့ကာလူရဲ့ဆိုင်ကင်းစီသွားတဲ့နေထင်တယ်အဲ့ကနေငါတို့စပါးတွေအများကြီးရလာလိမ့်မယ်ဂျီနူလည်းယာသူတို့အချင်းကြီးဆိုးနေရအောင်တတိထားမိပါအဲ့ဒါကြောင့်သူမဘာမှမပြောခဲ့ပါဘူး တကယ်တော့ကြီးကန့်ကာလူကတောအုပ်ထဲကအစိုးဆုံးငတ်ပဲဖြစ်ပိုင်းသူကသူ့ဆိုင်ခဲအနီးတစ်ဝိုက်ဘယ်ကြီးငတ်ကိုမှဖြတ်တန်းခွင့်မပြုပါရှင်ပြောတာမှန်တယ်လို့ကျမလည်းထင်တယ်တကယ်တမ်းလေရာသီဥတော်အဲ့လောက်အချိန်လေးဆိုးနေတော့ကာလူသူ့အိမ်ထဲထိုင်ပြီးပုံနေလောက်ပြီးသူ့ဆိုင်ခင်းထဲမှာတော့ထိုင်နေမှာမဟုတ်ဘူးကျမတို့သူ့ဆိုင်ခင်းထဲကနေစဘာနဲ့နဲ့ယူလာကြမယ်ရာသီဥတော်အချိန်လေးပြန်ကောင်းလိုက်သူစီကကျမတို့ယူထားတဲ့စပားတွေကိုသူ့ကိုပြန်ပေးလိုက်မယ်လေခဏလောက်နေရောသူတို့အားလုံးကာလူရဲ့ဆိုင်ခင်းထဲကိုရောက်လာပါ යි တို့လည်းစပားရီအများကြီးကိုအိတ်တိတ်တဲဆုထဲလိုက်ပါအဲ့အချိန်မှာပဲလေပြင်းတွေအားစတိုက်လာပါဟဲဟဲအခုချက်ကူရီဒီနေ့အတွက်စပားဒီလောက်ရရင်တော်ပါပြီ ကျမတို့အိမ်ပြန်သွားတင်ပြီကလေးတွေလည်းအိမ်မှာတယောက်တည်းနောက်ပြီးမှောင်တိုင်းလည်းလာတော့မယ်လေပြင်းထဲမှာပြန်တမ်းဖို့မခက်ခဲခဲကျမတို့အိမ်မြန်ပြန်ကြရအောင်သူတို့ပြန်ကနီးဆဲဆဲမှာပဲသူတို့နားကိုအမဲလိုက်တိုင်ငတ်တက ရောက်လာပါ යි ။ကာလူကအဲ့ဒီတိုင်ငတ်ကိုစိုက်ခင်းကိုစောက်ဖို့ထားထားတယ်ဆိုတာ ချက်ကူရောကြည်နူရောမသိချာပါဘူး။မင်းတို့နှစ်ယောက်ဒီမှာဘာလုပ်နေကြလဲ။ဆရာကာလူရဲ့စကားတွေလာခိုးနေရမလား။အခုတော့နေတို့ရဲ့အသက်တွေအမှမခံနိုင်တော့ဘူး။ငါတို့နှစ်ယောက်ကဘသူပဲဖြစ်ဖြစ်ပါ။အရင်ဆုံးနေရာဘသူလဲဆိုတာပြောပြပါဦး။နောက်ပြီးကာလူရဲ့စိုက်ခင်းတဲ့နေနေရာဘာဆိုင်လို့လဲ။ငါတို့အခုဒီစကားတွေယူသွားမယ်။ပြီးရင်ငါတို့ပြန်လာပေးမှာပါ။ငါတို့ခိုးနေရမဟုတ်ဘူး။အဲ့လိုစကားတွေပြောနေကြရနေပဲမိုးကဆရွာလာပါဟဲ့အယူတွေငါကဒီချမ်းရဲ့ချမ်းဆောင်ပဲ ်ဆရာကလူကငါ့ကိုဒီဆိုင်ခင်းကိုကြည့်ရှုစောက်ရှောက်ဖို့ငှားထားတယ်ဆိုတာနင်တို့မသိကြအောင်လားငါတယောက်လုံးရှိနေရတဲ့ဘသူမှဒီဆိုင်ခင်းနဲ့ခြေချလို့မရအောင်နင်တို့နှစ်ယောက်ဒီကိုလာရဲလောက်တဲ့အထီကိုအတင့်ရဲနေကြတာလားငါနင်တို့အခုလောက်ပြမယ်နေနေပါဦးဒီမှာအကိုကြီးကျမတို့ခွင့်လွှတ်ပေးပါနော်ကျမတို့ရဲ့ကလေးတွေကအိမ်မှာတယောက်တည်းကြံခဲ့တယ်ကျမတို့အခုတော့သွားခွင့်ပေးပါနော်ဒီစပါးစီတွေအကုန်လုံးအမြန်ဆုံးဆရာကလူကိုပြန်ဆက်ပါမယ်လို့ကျမခရီးပေးပါတယ် သူတို့ရဲ့အိမ်မှာကလေးတွေပဲကြံခဲ့တယ်ဆိုတာလည်းသိရောတိုင်းငံကြီးကပုံပြီးပျော်နေပါ යි အိမ်နောက်မှာတော့တိုင်းငံကြီးကသူတို့စကားနားမထောင်လက်မခံမင်းသူတို့ကိုတပင်းတပင်းမှာကျိုးနေချီထားလိုက်ပါ යි ဟာဟာနင်တို့ရဲ့ကလေးတွေကအိမ်မှာကြောက်ထဲကြံခဲ့ရစွာငါ့ကိုပြောပြလိုက်တော့နှစ်ယောက်ကတကယ့်ကိုအမကြီးလုံးမိလိုက်တာပဲအခုတော့ငါနင်တို့ရဲ့ကလေးတွေကိုဘာလို့မလဲဆိုတာကြည်ထားကြဒီနေ့ကတော့အရောက်အောင်ตายရတဲ့နေ့လေးတနေ့ပဲထိုင်နေရင်ကိုတားကောင်ဆင်းသိရလိုက်တာပဲကွာဟာဟာဟာ တင်းငတ်ကြီးလဲဂျကူးနဲ့ဂျီနူးကိုတစ်ပင်မှာချီပြီးကာလူစီသွားလိုက်ပိုင်းပြီးတော့ကာလူကိုအဖြစ်ပြက်တွေအကောင်လုံးပြောပြလိုက်ပိုင်းအာမင်းကတိတ်ကိုတော်ရပဲတင်းငတ်ရမင်းတခိုးတွေကိုဖမ်းနိုင်ခဲ့တယ်ရော့ဒါမင်းအတွက်ငါချင်းမြင်တာမင်းသွားသွားပြီးသူ့ကလေးတွေအစိမ့်လိုက်ဝါစာဖြစ်ငါစိုက်ခင်းနေလာပြီးစပါးလာခိုးရဲနေရဟာရီတစ်ဖက်မှာလည်းဂျီနူးကသူမရဲ့ကလေးတွေအတွက်စိုးရိမ်နေရှာပါတယ်အမလီအခုချက်ကူရဲ့တာပလိုရီဖြစ်ကုန်တာလေခြေစုပ်ပြပြီးတခုခုလောက်ပါအောင် ကျမတို့အမြန်ဆုံးကျမတို့ရဲ့ကလေးတွေစီကိုပြန်သွားရမယ်။အခုကျမတို့ဘာဆက်လုပ်ကြမလဲ။အိုဖျားသခင်ရဲ့ကျမတို့ကုညီပါအောင်။ជីနုရဲ့နည်းနည်းစိတ်ကိုအေးအေးထားပါ။အရန်ကြီးစိတ်ပုံမနေပါနဲ့။နင်ကြည့်ထားပါ။ငါတို့ရဲ့ကလေးတွေကအတိညာနဲ့ရှိသလိုတတိလည်းရှိကြတယ်။တို့သိငတ်အတွက်အိမ်တကောက်လုံးဝဖွင့်ပေးမှာမဟုတ်ဘူး။တို့နှစ်ယောက်ခင်ဗျာမလေးကျိုးရည်နဲ့ရှိနောက်ခဏရပါ යි ။ပြီးတော့မိုးရီထဲမှာရေစုံခံရပါ යි ။နောက်ပြီးတယောက်ယောက်တို့ကိုလာကူညီမဲ့အချိန်ကိုစောင့်မျှော်နေကြပါ යි ။ ဖခင်ကြီးကြည့်ရတာဒီနေ့တော့တမတော်ကူညီပေးဖို့ဘသူမှရောက်မလာတော့ဘူးထင်တယ်။ဒီလာမိုးရွာနေတဲ့အချိန်ကိုဘသူကအိန္ဒိယကနေအပြစ်ထွက်လာမှလဲ။ဂျီနိုအဲ့လိုပြောနေတဲ့အချိန်မှာအဒေါ်မီနိုကအဲ့နာကနေဖြတ်သွားပါတယ်။ဟဲ့နီနိုနှစ်ယောက်ကဒီမှာဘာလုပ်နေကြလဲ။ဒီလာမိုးတွေတဲကြီးမဲကြီးရွာနေတဲ့အချိန်ဘသူကနီနိုနှစ်ယောက်ကိုဒီမှာရှိသွားတာလဲ။ဟွတော်ပါသေးရဲ့အဒေါ်မီနိုရဲ့အတော်ရောက်လာလို့ပေါ့ကျွန်တော်တို့အကျိုးမြတ်မြတ်ဖြည့်ပေးပါဦး။ပြီးမှာပါဖြစ်တာလဲဆိုတာကျွန်တော်တို့အတော့ပြောပြပါမယ်။ အဲ့တော့အတော်မီနုလည်းဂျကူနဲ့ဂျီနုကိုကျိုးမြမြန်ဖြီးပေးလိုက်ပါအဲ့နောက်မှာတော့ဂျကူကသူမအကြောင်းစုံပြပြလိုက်ပါဘလို့အဲ့အကျင့်မကောင်းတဲ့ကာလူတေးပါစီတော့သူကိုယ်တိုင်လည်းငှက်တကောင်ပဲဆိုတာသူနည်းနည်းမှမစင်စားမိဘူးလားဘလို့လို့ပြီးအခြားကျိငှက်ကလေးတွေအမဲလိုက်ခန်းနိုင်မှလဲတစ်ဖက်မှာလည်းကလေးတွေအထက်ဖေဖေမေမေထွက်သွားတာအတော်ကြာနေပါပြီအဲ့ဒါကြောင့်ကလေးတွေခင်ဗျားလည်းစိုးရိမ်နေကြပါအခုဆိုနှုတ်ရင်အခုဆိုအတော်လေးနောက်ကျနေပြီလေ ဖဖေနဲ့မမေကဘာလို့ခုချိန်ကြီးပြန်မလာကြသေးရလဲစိတ်မပူပါနဲ့ညီမလေးကိုလူရဲ့အပြင်မှာရာသီဥတုအချိန်ကအရန်ဆိုးနေရလေအဲ့ဒါကြောင့်ဖဖေနဲ့မမေကအိမ်ပြန်နောက်ကျနေရပါသူတို့မိုးတိတ်ဖို့စောင့်နေကြလဲဖြစ်နိုင်တယ်သိန်းငယ်ကြီးလဲជីနူးရဲ့အိမ်ကိုရောက်နေပါပြီသူအိမ်တကောက်ခောက်လိုက်ပါဘယ်သူလဲသားလေးရေတကားပွင့်မအောင်ငါသားရရဲ့ဦးလေးသိမ့်ငတ်ပါသားရရဲ့ဖဖေနဲ့မမေကစပားတွေထည့်ပေးလိုက်တာမဟုတ်ပါဦးလေးရေသားတောင်းမမိုင်းသားတို့မှာအဲ့လိုဦးလေးမျိုးမရှိပါဘူး အဲ့ဒါကြောင့်ဦးလေးအတွက်တအားတကားဖွင့်မေးမှာမဟုတ်ပါဘူးဦးလေးတရားနေပြန်သွားလိုက်ပါဟာဒီကလေးတွေအရင်တိတ်တက်နေပါလားကြည်ရတာအခြားနီးတနီးပြောင်းတော့မှရမယ်ထင်နေအဲ့လိုတွေ့ပြီးတိန်ငတ်က ကာလူးစီကိုပြန်သွားပါတယ်ပြီးတော့ကလေးတွေကတကားမဖွင့်ပေးဘူးဆိုတဲ့အကြောင်းကာလူးကိုပြောပြပါတယ်ဟာကွာအမဲလိုက်တိန်ငတ်ဖြစ်ပြီးတော့ကွာကဲလာငါမင်းနဲ့အတူလိုက်ခဲမင်းကလေးတယောက်ကိုတော့မကင်တွယ်နိုင်ဘူးလားပညာရောမရှိဘူး အဲ့လိုနဲ့တိမ်ငတ်ရောကာလူရောကကလေးရိစီကိုလာနေကြပါတပတ်မှလည်းချက်ကူးကြီးကန်းတဲ့အတူအတော်မီနူလည်းဒေါတော်တို့စီကိုကန်ပြီးအင်ဂျီကိုလာနေကြပါတပတ်မှလည်းကာလူကကလေးရီရဲ့အင်ရှီယာနေကလေးရီကိုနားချနိုင်ခဲ့ပါကလေးရီတကားမဖွင့်ခင်ပါပဲအတော်မီနူလည်းချက်ကူးနဲ့ကြီးကန်းတဲ့အတူတူရောက်လာကြပါဟဲ့အစော့ပလုတ်ကာလူနေနည်းနည်းလေးမှမရှက်ဘူးလားအပြည့်မရှိရဲ့ကလေးရီအတွက်နည်းနည်းအောင်မစင်စားပေးဘူးလားအခုနင်းကြည့်တာငါတို့နင်းကိုဘာလို့မလဲဆိုတာ အဲ့လိုနဲ့သူတို့သုံးယောက်လုံးကကာလူနဲ့တိမ်ငတ်တို့ကိုဝိုင်းရိုက်ကြပါ යි သူတို့နှစ်ယောက်လည်းပြန်တိုက်ခိုက်ရင်မနိုင်မန်းသီးတော့အဲ့ဒီကနေထွက်ပြေးဖို့ပဲကြိုးစားပါ යි အဲ့လိုနဲ့သူတို့နှစ်ယောက်ကအဲ့ဒီကနေပြေးသွားကြပါ යි အတော်မီနို့အချိန်မှရောက်လာခဲ့လို့ជីနူရဲ့ကလေးတွေအသက်ရှင်လွတ်မြောက်နိုင်ခဲ့တာဖြစ်ပါ යි မိတ်ဆွေတို့ရင်ကျမတို့လည်းကျမတို့ရဲ့ကလေးတွေဒုက္ခရောက်နေတဲ့အချိန်မှာကဲတင်နိုင်အောင်ငငယ်လေးတည်းကနေကုကုကိုကာကွယ်နေရင်တင်ပြီးထားတဲ့နဲ့ဆိုရဲအတိလေးကိုဒီပုံမြင်လေးကနေရပါ යි ။ ကဲအခုလိုမျိုးစိတ်ဝင်စားစရာပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ my channel လေးကို like and subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့နော်။နောက်ထပ်လေးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့တူပြန်လာခဲ့ပါမယ်။အခုတော့နှုတ်ဆက်ခဲ့ပါရှင်။